မြန်မာနိုင်ငံအနောက်မြောက်ပိုင်းဒေသတချို့ကမြို့တွေမှာရာသီဥတုပူပြင်းနေတဲ့အတွက်အခြေခံပညာကျောင်းတွေရဲ့ကျောင်းတက်ချိန်ကိုမနက်ပိုင်းကိုပြောင်းရွှေ့ပေးဖို့ကျောင်းဆရာတွေနဲ့ကျောင်းသားမိဘတွေကလိုလားနေတယ်လို့သိရပါဗျ။မြန်မာနိုင်ငံအနောက်မြောက်ပိုင်းဒေသတချို့ဖြစ်တဲ့ကလေးမြို့တမူးမြို့ကလေးဝါမြို့နဲ့ဟုံးမလင်းမြို့တွေမှာအပူချိန်တွေလွန်ကဲနေတာဖြစ်ပြီးကျောင်းတချို့မှာစာသင်ကြားမှုတွေကိုစာသင်ခန်းတွေထဲမှာမလုပ်နိုင်တဲ့အတွက်သစ်ပင်ကြီးတွေရဲ့အရေးအောက်မှာသင်ကြားမှုတွေပြုလုပ်နေရတယ်လို့သိရပါဗျ။ နေ့လယ်ပိုင်းဆိုရင်ပူလွန်တဲ့အတွက်စာတင်လို့လည်းမရကြောင်းနဲ့ကျောင်းချိန်တွေကိုမနက်ပိုင်းကိုပြောင်းဖို့ညွှန်ကြားချက်ကလည်းဒေသအခြေအနေအရလှုပ်ခွင့်ရှိရလို့ကလေးမျိုးကကျောင်းဆရာတဦးဖြစ်တဲ့ဦးမျိုးမြအောင်ကပြောပါရယ်မေလနောက်ဆုံးဘက်ကနေဇွန်လပထမဘက်အတွင်းကမ္ဘာသမိုင်းတလျှောက်အလွန်ထူးခြားတဲ့သမိုင်းဝင်အပူလိုင်းတစ်ခုဟာဥရောပအရှေ့အလယ်ပိုင်းနဲ့အာရှဒေသကိုဖြတ်သန်းသွားခဲ့တယ်လို့သိရပြီးအဲ့ဒီအချိန်ကျောင်းမြန်မာပြည်မြောက်ဖြားဒေသတွေမှာအပူချိန်မြင့်တက်နေတယ်လို့မိုးလေဝသပညာရှင်ဒေါက်တာထွန်းလင်းကသူ့ရဲ့ Facebook စာမျက်နှာမှာဖော်ပြထား ထားပါတယ်။တမူးမှာဆိုရင်လည်းနေအရန်ပြင်းနေတာနှစ်ရက်သုံးရက်ခန့်ရှိနေပြီဖြစ်ပြီးကြောင်းတက်ရတဲ့ကလေးတွေခက်ခဲနေကြောင်း အရင်နှစ်တွေကဒီလိုအခြေအနေဆိုရင်မနက်ပိုင်းတပိုင်းနဲ့ပဲကြောင်းတက်ရတာမျိုးရှိသလိုဒီနှစ်လည်းနေတဝက်ကြောင်းပဲဖြစ်စေခြင်းနဲ့လို့တမူးမျိုးကန်တူဖြစ်တဲ့ကိုရင်ကိုဦးကပြောပါရယ်ချင်းတွင်းမြေပေးမှာရှိတဲ့ကလေးဝါမျိုးမော်လိုက်မျိုးဟုံးမလင်းမျိုးဖောင်းပြင်းမျိုးနဲ့ခန်းတီမျိုးတွေမှာနေကင်းမှာနေအပူချိန်မများပေမဲ့ရင်းငွေ့တက်ရှိနေတဲ့အတွက်ဒေသကန်တွေအနေနဲ့အပူရက်ကိုပုံမှန်ခန်းစားနေရတယ်လို့သိရပါရယ်အပူချိန်မမြင့်ပေမဲ့မြို့အနေအထားအရရင်းငွေ့တွေကြောင့်ပေါင်းအိုးတွေထဲပြုတ်ထားသလိုဖြစ်နေကြောင်းနဲ့အရင်နှစ်တွေကလည်းနနက်6နာရီက နေ့နေ့လယ်၁၇နာရီခွဲလောက်အထိကြောင်းချိန်ပြောင်းတက်ဖို့ရလို့ကလေးမျိုးအထက်ကတက်ကကျောင်းသားမိဘတို့ကပြောပါရယ်။